မြတ်စွာဘုရားကဟောထားတာရှိတယ်ဗုဒ္ဓနုဒတိဘာဝနာဘာကြောင့်အမျက်ဆုံးဖြစ်ရတယ်လဲအင်္ဂုတ္တရပါဠိတော်မှာဧကဓမ္မောပိခွေဘာဝိတောဒီတဘာဝတရားတစ်ခုမိမိတဏ္ဍာမှာဖြစ်စေမယ်တူပွားလာအောင် လုပ်မယ်အချင်းချင်း အထက်ထက်လေ့ကျင့်မယ်ဆိုလို့ရှိရင်တဲ့ ဟောဒီအကျိုး၅မျိုးရလာနိုင်တယ်အကျိုး9မျိုးရလာနိုင်တယ်အဲ့ဒီတခုသောတရားဆိုတာဘာလဲလို့ဆိုရင်ဗုဒ္ဓံတို့တတိပဲမြတ်စွာဘုရားရဲ့ခုံကြီးတွေအမှတ်ရနေတဲ့တတိအဲ့ဒီအမှတ်ရနေတဲ့တတိကိုမိမိတဏ္ဍမှာစပြီးဖြောင်းလို့ဖြစ်လာလို့ရှိရင်လည်းပဲထပ်တလဲလဲဖြစ်အောင်လို့အဲ့ဒါဘာဝနာပဲ။ ထပ်တလဲလဲဖြစ်အောင်လုပ်လာလို့ရှင်ရရှိနိုင်တဲ့အကျိုးကတာမန်လောကီအကျိုးတွေမဟုတ်ဘူးခုနကအကြောက်ပြေယုံနေမဟုတ်ဘူးကောင်းကျိုးချမ်းသာတွေရယုံနေမဟုတ်ဘူးလောကမှာလူတိုင်းလက်လန်းမမီနိုင်တဲ့ဖျားပွဲမှသာတွေးရှိနိုင်တဲ့အကျိုးတရားမျိုးတွေကိုရနိုင်တယ်ပါရီလဲဆိုဗုဒ္ဓံတို့တတိကိုပွားလို့ရှိရင်တဲ့ဧကန်တနိဗ္ဗိတာယ တန်တရားဝဆင်းရဲကြီးကညီးငွေလာပါမယ်တဲ့ဟောတာဖြစ်ထောင်ဖြင့်ခဲတဲ့အကျိုးတရားတစ်ခုပဲเนาะဧကန်တနေပိဒါယတကယ်တန်တရားကြီးဘဝကြီးကိုညီးငွေလာတဲ့စိတ်တွေပေါ်လာစေနိုင်တယ်ဘာဖြစ်လို့ရောမြတ်စွာဘုရားကိုယ်တိုင်ကဘဝကိုညီးငွေတဲ့ပုဂ္ဂိုလ်ကိုဘုရားကိုအာရုံပြုလိုက်တဲ့အတွက်ကြောင့်ဘဝဟာဒါဖြင့်ခေါင်းကြီးတို့တွေကဘဝ ညီငွေစရာလားပျော်စရာလားလို့ဆိုရင်အများစုကဘာလို့ထင်တော့ဘဝပျော်စရာလို့ပဲထင်တယ်နော်ဟိုနောက်တိုင်းကလူတွေမြန်ဘလောက်ထီအောင်ပြောတော့ဆို life is too short ဘဝသိတူတယ်တဲ့ enjoy yourself ပျော်ပျော်နေပါတူတဲ့ဘဝလေးတောင်ပျော်ပျော်နေဖို့တိုက်တွန်းတာမြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးဘဝကြီးကညီငွေဖို့ကောင်းတယ် ဘာဖြစ်လို့ညီငွေဖို့ကောင်းလို့ဆိုအကြံပြင်းလေးပဲစဉ်းစားကြည့်လေဘုန်းကြီးတို့တွေဟာတနေ့တခြားဘာဖြစ်လာလဲမေးကြည့်အိုးလာတာမဟုတ်လားတနေ့တခြားပြိုသွားတဲ့လူရှိသလားအေးတနေ့ပြီးတနေ့လူပြိုလာတယ်လို့မရှိဘူးတနေ့ပြီးတနေ့ရင်ရောအိုမင်းသွားတာပဲရှိတယ်ရင်ရောအိုမင်းသွားတာပဲရှိတယ်ယောဂဝေဒနာတွေဖြစ်ပေါ်လာတာပဲရှိတယ် နောက်ဆုံးကြတော့ပါတော့တည်ဆုံးမှုစီရောက်သွားတာပဲမဟုတ်လားအေးအဲ့ဒါတွေကိုကြည့်ရင်ဘဝပြောစရာဘာရှိလို့လဲနေ့စဉ်နဲ့အမြထာဝရပြောင်းလဲပြီးတော့ရင့်ညော်အုံမင်းတဲ့ဘက်ကိုသွားနေတဲ့ဘဝကြီးတစ်ခုပါဘယ်လိုလုပ်ပြီးပြောစရာကောင်းတယ်လို့တွက်လို့ရမလဲပြောစရာကောင်းတယ်လို့တွက်တဲ့ပုဂ္ဂိုလ်ကဒါတွေကိုမေ့တာအစစ်မှန်သဘာဝတရားတွေကို မစင်စားဘူးမြင်တဲ့အာယုံပေါ်မှာလိုက်တယ် မြင်တဲ့အာယုံနောက်လိုက်တယ်ကြားတဲ့အတန်နောက်လိုက်တယ်နှာခေါင်းကရှူလို့ရတဲ့အနံ့ဘက်လိုက်တယ်လျှာကခံစားလေးရရတဲ့အရသာလေးနောက်လိုက်တယ်ခန္ဓာကိုယ်ကထိတွေ့လိုက်ရတဲ့အထိတွေ့လေးကိုနောက်လိုက်တယ်စိတ်ကူးစိတ်တန်းလေးရဲ့နောက်ကိုလိုက်နေဟောအာယုံနေနောက်လိုက်နေတာမဟုတ်လားအာယုန်နေနောက်လိုက်နေတဲ့အခါကျတော့ကိုယ့်ကိုယ်တဏှီပြီးတဏှီအိုးလာတာဆိုတာစဉ်းစားမိပါမလားစဉ်းစားမိပါဘုရားအေးအဲ့လိုမစဉ်းစားမိလို့ ဘဝကြီးကညင်းဝေးစရာကောင်းတယ်ဆိုတာမသိတာပဲမာတို့စဉ်းစားမိပြီဆိုလို့ရှိရင်တကယ်စိတ်ပြည့်စရာကောင်းတဲ့ဘဝကြီးပဲအေးတနေ့ကျတော့ပူကြမယ်နာကြမယ်ကြည့်လေအလုံးအများကနေအာကိုအထာပြုရတဲ့ဗောဓိတရောင်ဆရာတော်ကြီးဘဝနဲ့ထံစံမြန်းတော်တာဒီနေ့ဆို၃နှစ်တောင်ပြည့်တော်မယ်တကယ်ကြည့်ဟုတ်ကဲ့၃နှစ်တောင်ပြည့်တော် အဲ့တီးပြဲတာဆိုတာဘာရှိဘာမရှိဘူးဘာမရှိတဲ့ဘဝကြီးကိုပြောနေတာကတော့မိုက်လို့ပြောတာပဲဒါကတော့မိုက်လို့ပြောလဲဆိုတာမသိလို့ပြောတာပြောနော်မသိဘူးအမှန်မသိလို့ပြောအေးဗုဒ္ဓနုတ္တိကိုပွားလိုက်ပါတဲ့ပွားလိုက်လို့ရှင်ဧကန်တနိဗ္ဗိဒါယတကယ်ကိုဘဝကြီးကိုညီးငွေလာမှာပါတဲ့ညီးငွေတဲ့စိတ်ကြီးပေါ်လာမှာပါ နောက်တစ်ခုကပါတော့ဆိုရင်ဝိရာခဘဝကြီးကညင်းငွေ့သွားသလိုဘဝကြီးပေါ်မှာ တွေ့တာမှုတွေလည်းပဲပြတ်သွားမှာပါတဲ့ခုချိန်မှာတွေ့တာလားလူတွေကပထမဘုသူတွေ့တာလားကိုဘဝကိုမတွေ့တာဘူးလားကိုဘဝကိုတွေ့တာလို့ကာဘာများဖြစ်မလားဆိုပြီးတော့နောက်ထပ်ဘဝတစ်ခုရှာပြီးတွေ့တာပြန်တယ်နော်ကိုဘဝကနေသူ့ဘဝတစ်ခါသွားတွေ့တာပြန် သူ့ဘဝကနေပွားလာလိုက်တဲ့ဘဝတွေကမနေဘူးဟုတ်ကဲ့လားလူတွေရဲ့သဘာဝကိုစဉ်းစားကြည့်ပထမဆုံးလူပြေရောက်လာတော့ကတယောက်ထဲလားနှစ်ယောက်လားအမွာဘူးတွေကြတော့ဘယ်လိုလုပ်တယောက်ထဲတော့တယောက်ထဲပဲဟုတ်လားဒါဇေယပေါ်ဆုံးတယ်လို့ဆုံးတာပါလာတော့ကတော့တယောက်ထဲလာတာပဲဟုတ်ကဲ့လားတယောက်ထဲလာတယ် ကိုဘွားလေးကိုတွေ့တယ်ကိုဘွားကိုတွေ့ရာကနေပြီးတော့သူ့ဘွားသွားတွေ့ပြန်တယ်အဲ့ဒီသူ့ဘွားတွေ့ရာကနေပြီးတော့ဘဝတွေတွေ့ဆရာတွေများလာတယ်ပစ္စည်းဥစ္စာ တွေ့ဆရာတွေများလာတယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေတွေ့ဆရာတွေများလာတယ်ဆွေတွေမျိုးတွေတွေ့ဆရာတွေများလာတယ်ဟုတ်ကဲ့လားအတွေ့အတာတွေကအလွန်များလာတယ်အဲ့ဒီလိုအတွေ့အတာတွေကိုဖြတ်ထုတ်ဖြစ်ခြင်းလို့ရှင်ဘာလို့မလဲဗုဒ္ဓံတို့တတိပွားပါတဲ့နော် ဗုဒ္ဓနုတ္တိပွားခြင်းဖြင့်အတွေ့အတာတွေဖြတ်ထောင်းနိုင်ပါတယ်တဲ့ဝိရခာယနောက်တစ်ခုကនិရောဓာယအေးလောကမှာလူတွေကဒုက္ခဒုက္ခတွေကြုံတွေ့နေကြအကြုံတွေ့ရတဲ့ဒုက္ခတွေငြိမ့်သွားခြင်းဘာလို့อ่ะဗုဒ္ဓနုတ္တိပဲပွားပါတဲ့ဟောဒုက္ခတွေကိုလည်းငြိမ့်သွားစေနိုင်တယ်တဲ့ဒီဗုဒ္ဓနုတ္တိကဖះကိုအာယုံပြုတယ်ဆိုရဲအကြည့် ရသော်ဘုရားဟာဘဝမှာအတွေ့အထိရှိသေးလားရှိပါဘူးဗျာ။ဒီဘလောက်အားကြကိုလည်းအားကြဘုရားတောင်တွေ့တာမရှိဘူး။ငါလည်းတွေ့တာလို့မကောင်းဘူးဆိုတော့အားကြလို့ရတာပေါ့နော်။ယောက်ဘုရားမှာအတွေ့အထိမရှိလို့ဒုက္ခတွေကလည်းပဲခြုံငိမ့်သွားသလိုခြုံငိမ့်သွားတဲ့ဂုံတွေကိုအာရုံပြုလိုက်တဲ့အခါအော်ကိုလည်းခြုံငိမ့်ကျင်လာတယ်ပေါ့။အဲ့ဒါကြောင့်မလို့နိရောဓာယဒုက္ခတွေခြုံငိမ့်သွားဖို့အတွက်လည်းပဲဟောဒီ ဗုဒ္ဓနုဒတိကမ္မထံကိုပွားပါတဲ့ဒါကဘဝကြီးနဲ့ပတ်သက်ပြီးတော့ညီငွေဖို့မတွေ့တာဖို့ဒုက္ခတွေခြုံငိမ့်သွားဖို့ဆိုတဲ့အကျိုးသုံးမျိုးဖြစ်ထွန်းစေတယ်နောက်ထပ်ရရှိနိုင်တဲ့အကျိုးတွေကဘာတော့ဆိုလို့ရှိ